င်္ဂလာပါဒီနေ့ဝင်ကြီးတွေတည်တည်ချင်းလို့ပါဆိုပြီး grade 7အเจ้าတို့တယောက်ပေးပို့လာတဲ့စာအုပ်တင်ပြပေးပါမယ်ကျမကတော့ CDN လုပ်ပြီး grade 7နဲ့ကျောင်းသားထားတာ2024ဆို၄နှစ်ရှိပါပြီ။တကယ်လို့များဆရာနာရှင်တော်လည်းအောင်မြင်သွားလို့ကျောင်းပြန်တက်ရင်ယခုလက်ရှိစက်ကောင်စီလက်ထက်မှာကျောင်းတက်နေတဲ့ကျောင်းသားတွေထွက်အတန်းနိုင်ပြီးတက်ရမှာလား။ဒါမှမဟုတ်အဲ့ဒီကျောင်းသားတွေကိုအတန်းပြန်ချပေးမှာလားရှင်တဲ့။ သူက CDN ဆိုပြီး Grade 7နဲ့ကျောင်းလာတာအခုဆို၄နှစ်ရှိပြီတကယ်လို့သူတို့ရဲ့တော်လန်ရေးနွယ်ဦးတော်လန်ရေးအောင်မြင်သွားလို့ကျောင်းပြန်တက်တဲ့အခါကြလို့ရှိရင်တဲ့လက်ရှိမှာကျောင်းတက်နေတဲ့လက်ရှိနာစာကအစိုးရလက်အောက်မှာကျောင်းတက်နေတဲ့ကျောင်းသားတွေထက်သူတို့ကအတန်းနေပြီးတက်ရမှာလားဒါမှမဟုတ်လို့ရှိရင်လက်ရှိနာစာကအစိုးရလက်ထက်မှာကျောင်းတက်နေတဲ့ကျောင်းသားတွေကိုအတန်းပြန်ချမှာလားဆိုလိုချင်တာကအဲသူက9တန်းကျောင်းလူတယောက်ဆိုတော့9တန်းနဲ့ကျောင်းဆက်တက်မယ်ဆိုရင်သူက6နှစ်ဆိုရင်7တန်းဖြစ်သွားပြီ ဒါပေမဲ့အဲ့ဒီစက်တန်းကိုသူတို့တော်လန်ရေးအောင်မြင်သွားလို့ရှိရင်စစ်တပ်လက်အောက်မှာကြောင်းတက်လို့ဆိုပြီးတော့စက်တန်းကြောင်းသားကိုခွန်နှစ်တန်းကိုပြန်ချပြီးအတက်နှဲ့ပြီးတင်းမာလာတဲ့ကျမသိရတဲ့လောက်ဆိုရင်အနုကြည်ပညာရေးလက်ထက်ကျလို့ရှိရင်အနုကြည်ကတော်လန်ရေးအောင်လို့ပညာရေးတွေလုပ်တဲ့အခါကျလို့ရှိရင်ပေါ့နော်စီရီယာကြောင်းသားတွေကိုတဲ့ဆုံးရှုံးသွားတဲ့နှစ်တွေအတွက် တစ်နှစ်ကိုနှစ်တန်းတန်းကို6လအပြည့်နဲ့တင်မယ်ဆိုပြီးသိထားလို့ပါတဲ့ဒါကတော့အများသူကလက်ရှိစီရီယန်နေပြောနေကြတဲ့ဇာတ်ကားပေါ့သူတို့တော်လိုင်းကြီးအောင်မြင်သွားလို့ရှိရင်တစ်နှစ်ကိုနှစ်တန်းနဲ့တန်းကို6လအပြည့်တင်မယ်ဆိုပြီးသူတို့ပြောနေကြတယ်ဒါကစီရီယန်နေနဲ့သူတို့ထောက်ခံသူချင်းချင်းပြောတာအန်ဥကြီးရဲ့ပညာရေးဝန်ကြီးဌာနကတိကျစွာထုတ်ပြန်ထားတာမရှိဘူးတိကျစွာထုတ်ပြန်မထားတဲ့အတွက်လော်ဘီတွေနဲ့မီဒီယာတွေနဲ့ဝါဒဖြန့်ထားတဲ့ဇာတ်ကားပေါ့နော်ဆိုတော့နောက်ပြီးတဲ့သူတို့အဲ့ဒီလိုမျိုးတစ်နှစ် အာဒီနှစ်ကိုနှစ်တန်းတတန်းကို6လပြည့်နဲ့တင်မယ်ဆိုလို့ရှိရင်တဲ့စစ်ကောင်စီလက်ထက်မှာကြောင်းတက်ခဲ့တဲ့ကြောင်းသားတွေကိုတော့တဲ့အတန်းပြန်ချမယ်ဆိုရင်သူတို့ကိုပါအဲ့ဒီလိုမျိုးဒီနှစ်ကိုနှစ်တန်းတတန်းကို6လပြည့်ဆိုတဲ့စနစ်နဲ့တင်သွားမလားသိချင်လို့ပါတဲ့ဒါနဲ့ပတ်သက်ပြီးတော့အန်နူဂျီပညာရေးဝန်ကြီးတွေအနေနဲ့ဖြေကြားပေးစီရှင်ပါတယ်ရှင်ဆိုပြီးတော့ CDN လုတ်ထားတဲ့ Grace Seven ចောင်းသူတယောက်ကနေပြီးတော့အန်နုကြည်ကပညာရေးဝန်ကြီးတွေကိုမေးထားတဲ့စာဖြစ်ပါတယ်။ဒီစာက RFA ရပေးစာပန်းပြန်စာဆိုတဲ့အစီအစဉ်ကို RFA ကိုပေးပို့လာတာ2024တဲ့က RFA ကနေကြေညာထားတဲ့စာဖြစ်တယ်။ဒါပေမဲ့အခုလက်ရှိ2025မှာ RFA တို့ BOA တို့ပေါ့နော် လေလိုင်းတန်လူတက်သမားတွေစေတနာအကျိုးပေးလို့သူတို့တွေပိတ်သိမ်းခံရပြီဖြစ်တဲ့အတွက် RFA ရဲ့ကိုစားကျမကထပ်မံပြီးတော့ RFA အတန်ပိတ်သွားတဲ့အတွက်ကျမမပတုမဟာသေးကထပ်မံပြီးတော့ NUG ကပညာရေးဝန်ကြီးဌာနတွေကိုထပ်မီမေးပါတယ်ဒီ grade 7အကြောင်းသူမေးထားတာက2024ကမေးခဲ့တာအခု2025ရှိနေပါပြီခင်ဗျားတို့ပြန်ဖြေပေးပါဒီအကြောင်းသူလိုပဲတခြားခြားသော CDN လောက်ခဲ့တဲ့အကြောင်းသူတွေလည်းသိချင်လိမ့်မယ်လို့ကျမထင်ပါတယ်နောက်တစ်ချက်ကစပေးဒဏ်ငလင်ဘေးဒဏ်တင်တဲ့ပြည်သူတွေအတွက် နိုင်ငံတော်အနေနဲ့အယံဆန်အယံဆားနဲ့ရိတ်ခါတွေကိုအရေးပေါ်ကူညီပေးထောက်ပံ့ပေးတဲ့ဆိုတဲ့အကြောင်းပေါ့ဟာဒီကိစ္စကိုကျွန်မပြည်သူတယောက်အနေနဲ့ဟိုအသိပြုတယ်အသိမှတ်ပြုတယ်အားပေးထောက်ခံတယ် နော်နိုင်ငံတော်အစိုးရအနေနဲ့ကအာလက်ရှိမှာဆိုလို့ရှိရင်ဆေးဘေးရှောင်ပြည်သူတွေကိုနည်းနည်းရဲကနေပြီးတော့အာထွက်ပြေးတဲရှောင်ပြီးတော့ပေါ့နော်ဥပမာအာလက်ရှိမှာအနေဥတော်လိုင်းရေးဆိုပြီးတော့တိုက်ပွဲတွေပေါ်ဆောင်တဲ့အတွက်စစ်မဲ့ဖြစ်ွားရဒေသပြည်သူတွေကစစ်မဲ့ဖြစ်တဲ့နာဇာကအစိုးရအုပ်ချုပ်နေမိတွေမှာထွက်ပြေးခိုးလုံနေကြတယ်။အဲ့ဒီဆေးဘေးရှောင်လူဦးရေခန့်မှန်းလူဦးရေ8000တိုင်းအတွက်အစိုးရကတလောက်ကိုလူတူဦးကိုဝင်း2000ကျပ်နဲ့ထောက်ပံ့ပေးတယ်။ တိုင်းအိမ်တော်မှာမိသားစု၄ယောက်ရှိရင်တယောက်ကို2000နဲ့၄ယောက်ကို700ရမယ်5ယောက်ရှိရင်3000ရမယ်အခု2025တနှစ်တာလုံးအတွက်အစိုးရကနေဘတ်ဂျက်ထုတ်ပေးပြီးတော့ထောက်ပံ့ကူညီလည်းရှိတယ်။ဒါ့အပြင်အဲဒါပြင်အခုလက်ရှိမှာငလျင်ဘေးဒဏ်တဲ့မှာဆိုလို့ရှိရင်လည်းပဲပြန်လှထူထောင်ကြီးတွေကုညီကယ်ဆယ်ရေးလှုပ်ဆောင်လည်းရှိတယ်ပေါ့နော်ဒီနေရာမှာတချို့သောပြည်သူတွေရဲ့မေးတန်တွေထွက်လာတာကမေးခွန်းတန်တွေထွက်လာတာကဒီငလျင်ဘေးဒဏ်စစ်ဘေးဒဏ်တဲ့ပြည်သူတွေအတွက်အစိုးရအနေနဲ့အရေးပေါ်စားနေရိတ်ခါတဲ့အရန်ဆန်တွေထောက်ပံ့မပေးတင်ဘူးလားအရန်ဆန်တွေဘယ်ရောက်သွားလဲဆိုတဲ့မေးခွန်းပေါ့ ဒီကြောင်းအရာကိုကျွန်မရဲ့ YouTube မှာ comment လာမှန်းထားတာတွေ့ရတယ်။နောက်ကျွန်မ comment တခုချင်းစီကိုတော့ reply ပြန်လို့မရှိဘူး။ဘာလို့ဆိုတော့လူတယောက်ကိုသူပြောတဲ့စကားကိုကျွန်မက reply ပြန်လိုက်ချင်းနောက်လူကလည်းသူ့ reply ပြန်ပေးပါဆိုတာမျိုးလာလိမ့်မယ်။အဲ့ဆိုဘလူးမှ reply ပြန်မပေးဘူး။နောက်ခုကအဲ့ဒီလိုမျိုးအော် reply ပြန်တာတွေကိုကျွန်မတိတ်ပြီးအာရုံမလာဘူးပေါ့။ နော်ဒါပေမဲ့ဒီကိစ္စလေးကလူတိုင်းသိချင်နေပြီးတော့လူတိုင်းပြောချင်နေတဲ့အကြောင်းရလို့ဖြစ်လိမ့်မယ်လို့ကျွန်မထင်တယ်။ဟုတ်ပြီငလင်တန်တဲ့စစ်ပေးတန်တဲ့ပြည်သူတွေအတွက်အယံဆန်နဲ့အယံဆားနဲ့ရိတ်ခါဆိုးရအနေနဲ့ထောက်ပံ့တဲ့နဲ့အဆိုးရမှာအယံဆန်ရှိရလား။နာကြားကဆိုးရမှာအယံဆန်အယံဆားနဲ့ရိတ်ခါရှိရလား။နိုင်ငံတော်မှာအယံဆန်နဲ့အယံဆားနဲ့ရိတ်ခါအဓိကတော့ဆန်နဲ့စီပေါ့နော်။ထားရှိရတဲ့အာ တချင်းက NLD ပါတီလွှတ်တော်မှာဥစိန်ဝင်းမူဘင်းစိန်ဝင်းလို့လူသိများပါတယ်ဥစိန်ဝင်းကနေပြီးတော့လွှတ်တော်မှာအစိုးတင်သိမ်းခဲ့တာရှိတယ်ကျွန်မဖွင့်ပြမယ်ထောက်ခံဆွေးနွေးပြီးတဲ့တာမတော်သားကိုစလေကိုကျေးဇူးထူးတင်ပါတယ်တရာသီဥတုဖောက်ပြန်မှုအစဉ်နှစ်ရှိသောမြန်မာနိုင်ငံနှစ်လူပိပကမန်မိတ်ခရိုင်းစစ်ရှိသောမြန်မာနိုင်ငံသုံးမသေးရမရေရနည်းစနစ်အာဏာသောစိုက်ပျိုးရေးကိုအခြေခံထားသောမြန်မာနိုင်ငံ လေးအခြေခံလူမွဲလူတန်းစားများပြားသောမြန်မာနိုင်ငံဒီချက်၄ချက်ကြောင့်ပြည်သူများအငတ်ပေးရမကြုံစီရန်အတွက်အရန်တည်နံမျိုးအရန်စပားအရန်ဆန်းအရန်ရိတ်ခါတိုးလောင်ထားရှိစေရန်ကြိုတင်စီမံဆောင်ရွက်ဖို့အထူးလိုအပ်နေသဖြင့်အတည်ပြုပေးပါရန် တင်ပြအပ်ပါရခင်ဗျာနိုင်ငံတော်အနေဖြင့်အရန်ဆန်းအရန်စပားအရန်မျိုးရိတ်ခါများကြိုတင်စီမံထားရှိမှုကို ပြည်သူများသို့ ပွင့်လင်းမြင်သာစွာရှင်းလင်းချပြရန်လိုအပ်ပါတယ်။ဒို့မှသာ logistics ဆိုတဲ့အုပ်ချုပ်ထောက်ပံ့မှုဟာပြည်သူတွေပေါ်မှာဓာတ်ရိုက်အကျိုးသက်ရောက်မှာဖြစ်ပြီးပြည်သူလူထုအနေနဲ့ဘဝလုံခြုံမှုစိတ်လုံခြုံမှုနှလုံးစိတ်ပိုင်းအေးချမ်းမှုကိုခံစားနိုင်ပြီဖြစ်ပါကြောင်းဒီအဆိုကိုအကြံပြုထောက်ခံဆွေးနွေးအပ်ပါတယ်။လွတ်တော်ကိုယ်စားလှယ်များခင်ဗျာတက်ဆိုင်ရာဝန်ကြီးဌာနနဲ့အဆိုရှင်ရဲ့တဘောကွဲလဲတဲ့အတွက်ဥစဉ်ဝင်းတင်သွင်းထားတဲ့အဆိုနဲ့ဆက်လင်းပြီးလွတ်တော်ရဲ့တဘောထားရယူရန် ဆက်ကလုတ်အုံပြု၍ဆန္ဒမဲပေးသည့်နီလန်းဖြင့်ဆုံးဖြတ်သွားမှာဖြစ်ပါれရပါပြီသူဆန္ဒမဲပေးလို့ပြီးပါပြီရရှိတဲ့ဆန္ဒမဲစည်းရင်းကိုကျင်ညာပါမယ်ထောက်ခံဆန္ဒမဲ150မဲကံကွယ်ဆန္ဒမဲ900နဲ့3မဲနဲ့ဂျားနေဆန္ဒမဲ3မဲဖြစ်ပါれလွတ်တော်ကူကြရများခင်ဗျာကံကွယ်တဲ့ ကိုယ်စလေဥယေကများတဲ့အတွက်ဥစိန်ဝင်းတင်တွင်းသွားတဲ့အဆူကိုလွတ်တော်ကမတန်းတင်မိဖြစ်ကြောင်းကြေညာပါဗျာအလုံးမြင်တွေ့တဲ့အတိုင်းပဲဥစိန်ဝင်းကတစ်ချိန်လုံးက NLD ပါတီကဖြစ်တယ်နောက်တော့ NLD ပါတီကတောင်သူလက်သမားတွေရဲ့ဘူတာကိုမဆိုင်လို့ကျွန်တော်ဒီရထားကြီးကနေဆင်းပါတယ်ဆိုပြီးတော့မူပင်စိန်ဝင်းက NLD ပါတီကနှုတ်ထွက်သွားတာပေါ့နော် နိုင်ငံတော်မှာအေးပေါ်ချင်းဒီတုံနဲ့ကစားဖို့အတွက်အရန်ဆန်နဲ့အရန်စီစားနေရိတ်ကထရှိဖို့အစိုးတင်သွင်းတယ်။ဒီဆိုကိုတမတော်သားလှတော်ကိုယ်တိုင်လေးထောက်ခံတယ်။ဟုတ်တယ်။တိုင်းပြည်တပြည်မှာအရန်ဆန်အရန်စားနေရိတ်ကရှိတင်တယ်။တမဥစဉ်ရေဆိုတာလက်ထက်တုန်းကလည်းအရန်ဆန်အရန်စီတွေထားခဲ့တယ်။နော်တမဥစဉ်ဆင်ကနေပြီးတော့တမနာဥထင်တော်ကိုအာနာလွှဲပြောင်းစဉ်ကလာကလည်းပဲနိုင်ငံတော်မှာအရန်ဆန်နဲ့အရန်စားနေရိတ်ခါတွေအရန်စီတွေတိုင်းပြည်ပြည်တွေလွှဲပြီးခဲ့တယ်။ဒါပေမဲ့ NLD ဆိုတာလက်ထက်မှာအရန်ဆန်တွေကို ဟပ်ချောင်းလုပ်လိုက်တယ်။အရန်ဆန်နဲ့အရန်ဆားနဲ့ရိတ်ခါတွေထားရှိဖို့အတွက်အစိုးတင်သွင်းပြန်တော့လေ။ NND ကနေလူများလူနာရေများရေနိုင်မီးများမီးနိုင်နဲ့ကန့်ကွက်မဲ့ပေးတဲ့အတွက်ကန့်ကွက်ကြတဲ့အတွက်နိုင်ငံတော်မှာတော့တဘာဝ BND ရဲ့စစ် BND ရဲ့လူမျိုးကက်ရောဂါတွေလိုမျိုးအရေးပေါ်ကြုံအန်ဒီရဲ့ကြုံတဲ့အခါမှာထားရှိဖို့အတွက်သုံးဆွဲဖို့တဲ့စီနဲ့ဆန်နဲ့အရန်ဆန်ရိတ်ခါအဖြစ်ထားရှိမဲ့အစီအစဉ်ပြတ်သွားတယ်။တခြားသော လူတွေကတခြားသောလူတော်ကိုယ်တော်တွေကအစိုးတင်သွင်းပြီးတော့တမတော်သားလူတော်ကိုယ်တော်တွေကဒီအစိုးကိုထောက်ခံနေတော့အန်နေဒီကကန့်ကွက်တဲ့အတွက်အစိုးပြတ်သွားတယ်အဲ့ဒီနောက်မှာပဲနော်ဒါဆိုရင်ဒက်ဆွဲတဲ့ရှိရဲ2019နှစ်လပိုင်းအဲ့ဒီနောက်2019 2019နှစ်ကောင်ပိုင်းမှာပဲနော်တရုတ်မှာကိုဗစ်ကပ်ရောဂါကြီးဖြစ်ပြီးတော့မြန်မာပြည်ကိုဗစ်ကပ်ရောဂါကြီးကူးစက်တယ်အဲ့ဒီချိန်တုန်းကလည်းပဲနော်ပညာရေးဝန်ကြီးဆိုကျန်းမာရေးဝန်ကြီးဆိုတဲ့လူတွေအန်နေဒီပါတီကနေပြီးတော့ဝန်ကြီးခံလာတဲ့လူတွေဟာ already ဆိုတဲ့ အဝါရောင်အဆင့်ပါတို့လာကြည့်လိုက်ဖြားသွားမယ်မြန်မာနိုင်ငံမှာစီးရေဖွင့်မြန်မာနိုင်ငံကဖွံ့ဖြိုးတိုးတက်မှုနည်းတဲ့အတွက်ကိုဗစ်ကပ်ရောဂါမကူးဆက်ပါဘူးကိုဗစ်ကပ်ရောဂါကူးလာရင်လေကျွန်တော်တို့မှာလူ2000လောက်ဆန့်နေနေရာတွေစီစဉ်ထားပါပြီဆိုပြီးတော့လူထုကိုပေါ်တင်ဖြောင်းလင်းဖြောင်းစားလင်းခဲ့ တကယ်တမ်းကယောဂါကြီးဖြစ်တော့ဖိမနိုင်ခေါင်းမနိုင်ဖြစ်ပြီးတော့ကယောဂါမဖြစ်မဖြစ်ခင်တည်းကကြိုးတင်ကာကွယ်မှုမရှိဘဲနဲ့လေတလုံးမိုးတလုံးပြောတယ်ပြည်သူကိုပေါ်တင်လိန်နေညာတယ်အဲ့ဒီချိန်မှာစောင်းဝင်ကြီးတွေခက်ခဲတွေ့တွေ့နိုင်ငံတော်ကနေဆန်ရှိပြီထောက်ပံ့ပေးတယ်ဒီဆန်ရှိပြီကိုပဲနေပေါ်နေပိတ်တွေနဲ့ဘုံကျုံမျိုးညစ်တွေကမဆားရဝါခံမှန်ပြောတယ်ဆန်ရှိပြီပေးတာတော့မှလူတိုင်းစီပေးတာမဟုတ်ဘူးနော်စီကံချက်16ချက်ထုတ်ပြီးတော့တောင်းသူလည်းတမားတော်လဲရှိရင်မပေးဘူးစင်နာ တောင်သူမှာလဲရှိလို့ဆန်ရှိပြီမရအောင်ဆန်ရှိပြီမထောက်ပံ့ကုန်းဆုံဆိုင်ဈေးရောက်တဲ့လူတွေမပေးဘူးမိသားစုထဲမှာသားသမီးတယောက်ယောက်ကဝန်ထမ်းဖြစ်နေတယ်ဝင်ငွေရှိရင်မပေးဘူးအဲ့ဒီလိုမျိုးအချက်16ချက်ထုတ်ပြီးတော့ကြံတဲ့နိုင်ငံလူဦးရေရဲ့10ရာခိုင်နှုန်းလောက်ကိုပဲဆန်ရှိပြီပေးခဲ့တယ်ဒီဇာရှိပြပြတာတော့မအမေစုကပေးတာပါဆိုပြီးတော့ NLD ပါတီကိုမဲထည့်ရမယ်နော်ဆိုပြီးတော့ NLD လွှတ်တော်မတွေကပေါ်တင်ပြီးဖြောင်းလင်းဖြောင်းစားမဲဆွဲခဲ့တယ် ဒါပေမဲ့အဲ့ဒီဆိုင်ရွှေ့ပြည်ဆိုတာကနိုင်ငံမှာရှိလို့ပေးတာမဟုတ်ဘူး။ဒေါ်စုကြည်နဲ့ NLD ပါတီကပေးတာလည်းမဟုတ်ဘူး။အဲ့ဒီမှာကိုဗစ်ကာလမှာသုံးဖို့အတွက်ဆန်နဲ့စီနဲ့ကိုစီပွားရေးနဲ့ကုသရောင်းဝယ်ရေးဝန်ကြီးဌာနစီကူးဝန်ကြီးပါဇက်ကကိုရိုင်းထုတ်ပြောခဲ့တဲ့စကားနိုင်ငံတော်မှာကိုဗစ်ကာလမှာအရေးပေါ်စားနပ်ရိက္ခာစားဖို့အတွက်ဆန်နဲ့စီနဲ့စံတန်ချိန်9000ဝယ်ဖို့အတွက်နိုင်ငံခြားကနေပြီးတော့38ဘီလီယံချေးပြီးတော့ချင်းငွေနဲ့ပြည်ပချင်းငွေနဲ့ဝယ်ရတဲ့ပါစား မဟုတ်ပါဘူးလို့ညင်းကျင်တဲ့လူချင်းရှေ့ထွက်ခဲ့ပါကျွန်မစိန်ခေါ်တယ်။မဟုတ်ပါဘူးလို့ညင်းကျင်တဲ့လူချင်းရှေ့ထွက်ခဲ့မဗုဒ္ဓမဟာသီကစိန်ခေါ်တယ်။အဲ့ဒီတော့ဆိုလိုချင်တာ NLD ပါတီအစိုးရလက်ထက်ကနိုင်ငံတော်မှာအရင်ဆန်းမရှိခဲ့ဘူးဆိုတဲ့သဘောကိုတတ်ရောက်တယ်။